ရင်တော့ကတို့လူဝင်တဲ့ကြာမျိုးမဟုတ်ပဲねကျွန်တော်တို့အခုခေတ်နီးပညာနဲ့တကယ်ကိုကြာကြီးကအသက်ဝင်လာတဲ့ကြာကြီးဖြစ်အောင်ကျွန်တော်ကျွန်တော်မှကျွန်တော်တက်တဲ့ပညာနဲ့ဖန်တီးထားပါတယ်။ဆင်ကတော့ကျွန်တော်တို့ကြောက်ဆယ်ဆင်ပေါ့နော်ကြောက်ဆယ်ဆင်ရဲ့လောက်ွက်တွေကိုကျွန်တော်ပြပါမယ်ဟုတ်ကဲ့။ဇာဘူဒီပါမာအချစ်ဆုံးဆိုတဲ့စကလုံး၈လုံးရှိပါတယ်။ဒီစကလုံးကိုစဖန်တီးတဲ့လူကဥက္ကံကုံမင်းဖြစ်ပါတယ်။သူ့ကိုကျွန်တော်တလုံးကိုတသိန်းနဲ့၈သိန်းပေးပြီးတော့ဝယ်ယူတာဖြစ်ပါတယ်။ ဲ့တော့ဆိုတဲ့ခါကျတော့ဒီဥစားကဒီအမှုပညာမှာပထမဆုံးဖြန့်တီးတဲ့သူဟာအမှုပညာသမားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မိမောင်းထိုးပြတာဖြစ်ပါတယ်နော်စသမားလာရင်မှတ်သားစရာကြမ်းမယ်ဟာလာပရိသတ်ကိုလည်းဒီဘာသာရေးနဲ့ပတ်သက်တဲ့ဟာတွေကိုဟိုဒီတပင်ကနေပြီးတော့ပြောပြနိုင်ရမယ်နောက်ပြီးတော့ရိုးရာတွေဟိုထိမ့်သိမ့်နိုင်ရမယ်ကျွန်တော်တို့တိုင်းနိုင်ငံရဲ့ image ပေါ့နော်နိုင်ငံရဲ့ image ကိုကျွန်တော်တို့ တကယ်ကိုထိမ့်သိမ့်နိုင်မှာပေါ့နော်အဲအဲ့အဲ့ဒါမှလည်းကျွန်တော်တို့ဇက်ပွဲဇက်တပင်ဆိုတာဖြစ်မှာပေါ့နော်ပရိသတ်ကလည်းအောက်ကနေ original order ဟိုတောက်စားမှုကြီးပြီးတော့ original order အပေါ်ကလည်းသူတို့တွေပြည်လဲအောင်လှုပ်နေမယ်ဆိုရင်ကျွန်တော်တို့ဇက်တပင်ကကျွန်တော်အမှုပညာအမှုပညာလည်းပျောက်သွားပါမယ်ဝေမျက်နှာတစ်ခုတည်းမကြည့်ပဲနဲ့ကျွန်တော်တို့နိုင်ငံရဲ့ image ကိုနိုင်ငံရဲ့အမှုပညာ image ကိုလည်းချိပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ ဲဒီပွဲလေးကတော့ကျွန်တော်တို့စဘူတီဘာမှာအချက်ဆုံးဆိုတဲ့တိုက်တယ်ပေါ့နော်တိုက်တယ်ပြဇက်အော်ပရာတိုက်တယ်လို့ပဲခေါ်ပါမယ်နော်ပြဇက်အော်ပရာနောက်ပိုင်းဇာတ်ထုတ်ကြီးတွေကိုကျွန်တော်တို့ဟာဟွာလောက်တာပေါ့အာဒီစကလုံးမှတ်ပုတ်တင်နေအဲပွဲလေးပါမှတ်ပုတ်တင်နေဆိုတာကကျွန်တော်တို့ကမီဒီယာနဲ့ပဲနှလုံးသားနဲ့မှတ်ပုတ်တင်နေပွဲလေးပါဟုတ်ကဲ့ပါโอเคအဲ့တော့ဒီစကလုံးကိုနောက်ပြီးတော့ဒီစကလုံးကို စတင်တွေးတာပါလေနော်ဖန်တီးတဲ့လူနဲ့အဲကျွန်တော်တို့ကဒီမှာသုံးဖို့အတွက်ကိုကျွန်တော်ဝယ်ယူတာပေါ့နော်ဝယ်ယူတာအဲအဲ့ဒါလေးကိုကျွန်တော်တို့အများသိအောင်ကျွန်တော်တို့အများသိအောင်မှတ်ပုံတင်နှလုံးသားနဲ့မှတ်ပုံတင်တဲ့ပွဲလေးဖြစ်ပါတယ်ပေါ့အဲဇဘူးဒီပါမှာအချစ်ဆုံးဆိုတဲ့စကလုံးက၈လုံးရှိပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကဒီပထမအဆုံးအော်ပရာအကြောင်းပေါ့နော်အော်ပရာအကြောင်း အဲအော်ပရာကမှာပဲပဲစင်တင်စင်တင်ဂီတအော်ပရာကြီးပေါ့နော်အဂီတတွေနဲ့ဖွဲ့စည်းထားပါတယ်စကားလုံးတစ်လုံးပဲပြောမယ်ဒီဒီတနာရီလောက်ကတဲ့အော်ပရာမှာစကားလုံးကတစ်လုံးပဲပြောမယ်ဂီတတွေနဲ့အချင်းတွေနဲ့ဖွဲ့စည်းထားတယ်ဒါကိုအဲအော်ပရာလို့ကျွန်တော်သတ်မှတ်ထားတယ်ဒါပေမဲ့နာမည်ရတော့စပူတီပါမှာအချက်ဆုံးနော်အဲ့တစ်လုံးပဲဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့စူရတုပါဒာနဲ့စရံစင်မင်းနဲ့စူရတုပါဒာစတ်ထုတ်ကိုကျွန်တော်တို့ကမယ်စပူတီပါမှာ အချစ်ဆုံးပဲဒီနာမည်ပဲသုံးမယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒီရှမ်းစော်ချမ်းတထီးတယောက်ရဲ့အခုခေတ်လေးမြန်ဟိုပါပေါ့အဲအဲ့လိုပေါ့တထီးတယောက်ပေါ့နော်တထီးတယောက်ရဲ့ဒီဘက်ခေတ်ပြဇာတ်တစ်ခုလည်းကမယ်သူကပြဇာတ်ရဲ့အော်ပရာရဲ့နောက်ပိုင်းရေပေါ့နော်ဒီဒါကွဲပြားသွားတယ်ဆိုပေမဲ့နာမည်ကတော့ဒီတစ်မျိုးလေးဖြစ်ပါမယ်ပေါ့နော်ဟုတ်ကဲ့ကြားနဲ့ပတ်သက်ပြီးတော့တော့ကျွန်တော်တို့ကဟိုအရင်တော့ကတို့လူဝင်တဲ့ကြားမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ အခုခေတ်နည်းပညာနဲ့တကယ်ကိုကြာကြီးကအသက်ဝင်လာတဲ့ကြာကြီးဖြစ်အောင်ကျွန်တော်ကျွန်တော်မှကျွန်တော်တက်တက်ပညာနဲ့ဖန်တီးထားပါတယ်အခုပထမပွဲနှစ်ပွဲယူတော့အဲအမိပြနိုင်မလားမပြနိုင်လားဆိုတော့မသိဘူးနောက်ပိုင်းပွဲတွေတော့ပြနိုင်မှာပထမပွဲကတော့လူဝင်ရလူဝင်နဲ့ကြာဖြစ်မလားတော့မသိဘူးဗာပဲကျွန်တော်လုံနေတာမပြီးသေးလို့ပေါ့နော်အဲအဲ့ဒါလေးရှိတယ်စင်ကတော့ကျွန်တော်တို့ကြောက်ဆယ်စင်ပေါ့နော်ကြောက်ဆယ်စင်ရဲ့အဲလောက်ွက်တွေကိုကျွန်တော်ပြပါမယ်ဟုတ်ကဲ့ အာဇတ်တော်ကြီးကတော့ကျွန်တော်စာရည်ရေးတယ်ကျွန်တော်တို့နောက်ပိုင်းနောက်ပိုင်းရဲ့ဟိုနည်းနေပေါ့နော်နောက်ပိုင်းမှာရေဂီတတွေပေါ့နောက်ပိုင်းရဲ့ဂီတလိုပဲပြောမှာပေါ့နော်ဒါလေးနောက်ပြီးတော့ဆုံးကိုပြောနိုင်နိုင်ဖို့အတွက်လည်းအာမင်းအဲမင်းသားပေါ့နော်မင်းသားရောမင်းသမီးရောပေါ့နော်အဲ့ဒါလိုဟိုကျွန်တော်တို့ပြင်ဆင်နေပါတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းဇတ်တော်ကအခုမကသေးပါဘူးကျွန်တော်အော်ပရာတဆင်ရင်သွားပါမယ်အော်ပရာနဲ့ပြဇက်ကိုအရင်ကပါမယ်ဟုတ်ကဲ့အဲဒီမင်းသားလေးကသူယဉ်ကျေးမှုတက္ကသိုလ်ကလည်းဆင်းနေပေါ့နော် ရင်ကျင်းမှုတက္ကသိုလ်ကလည်းဆင်းပြီးသားဟိုမှာအကြောင်းမှာ၄နှစ်နောက်ပြီးတော့တမောင်ဆောင်းဝင်းရှီမှာ6နှစ်နော်ဒီလိုပညာ10နှစ်ပြီးတော့မှသူခေါင်းဆောင်မင်းသားအခုဖြစ်လာဆိုတော့ရတဲ့ရထိုက်တဲ့ပညာတွေသူရထားပြီးပါပြီပေါ့နော်อืมအဲ့တော့ရရရတဲ့ပညာရထားပြီးတဲ့ကံမှာဒါပေမဲ့ကျွန်တော်တို့အခုမှအခုဒီနေ့စထားဝင်ဆိုတော့ကျွန်တော်ကရိုးရိုးလေးတောင်းနေအချိန်မရှိဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကတကယ်ကိုတွန်းတွန်းတိုက်တိုက်နဲ့ကျွန်တော်တို့အခုဒီဇက်ထုတ်ကိုဆိုရင်စကလုံးရှစ်လုံးပါပါတယ် နော်ဇဘူဒီပါမာအချစ်ဆုံးဆိုတဲ့စကလုံး၈လုံးရှိပါတယ်ဒီစကလုံးကိုစဖန်နေတဲ့လူကဥအောင်ကိုမင်းဖြစ်ပါတယ်သူ့ကိုကျွန်တော်တလုံးကိုတသိန်းနဲ့၈သိန်းပေးပြီးတော့ဝယ်ယူတာဖြစ်ပါတယ်အဲ့တော့ဆိုတဲ့ခါကျတော့ဒီဥစ္စာကဒီအမှုပညာမှာပထမဆုံးဖန်တီးတဲ့သူဟာအမှုပညာသမားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အဲမိမောင်းထိုးပြတာဖြစ်ပါတယ်နော်ကျွန်တော်တို့ကတော့ဆုံးမစကားရဲ့လို့လဲကျွန်တော်တို့လဲအဲ့လောက်ကြီးတော့မနေမဖြစ်ပါဘူးကျွန်တော်တို့တွေအတူတူ ထိန်းတင်တာတွေလည်းထိန်းကြမယ်ထွင်ကျင်တာတွေထွင်ကြရအောင်ဟာလာအရန်နေတော့ဟိုစာသေးတွေစာတွေစာတော့နည်းနည်းဖတ်ဖို့လိုတယ်ပေါ့နော်တချို့တွေစာဟိုစာမဖတ်တဲ့ခါတချို့ဆိုရင်စက်တော်ကြီးဆယ်ပွဲတာကိုမတိတဲ့မင်းသားတွေများတယ်ပေါ့နော်အခုလောလောဆယ်အဲ့ဒီအောက်ကလူတွေအကြိုက်ပဲဟိုအောက်ကလူတွေအကြိုက်ဆိုတာအောက်ကအဲ့လိုပေါ့ဟို ဒီပညာအစသမားလာရင်မှတ်သားစရာကျမ်းရမယ်ဆိုတဲ့စကားလုံးရှိပါတယ်ဒီဟာလေးကိုတော့မမေ့ကြပါနဲ့ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အိုးသူတို့ကလည်းသူတို့မှအပရိသတ်အကြိုက်ပဲတည်တံ့ပဲလုံနေတဲ့သူတွေကြလည်းသူတို့ကလည်းကျွန်တော်တို့ကဘယ်လိုပြောပြရမလဲတော့မသိဘူးပြောပြရမလဲဆိုတော့ဒါပေမဲ့သဘင်ဆိုတာကတော့ဇတ်သဘင်ဆိုတာကတော့သူတို့မှတာဝန်နေရှိပါဇတ်သဘင်တို့နာမည်တန်းတော့တာဝန်နေရှိပါတယ်ဇတ်သမားလာရင်မှတ်သားစရာကျမ်းရမယ်ဟာလာပရိသတ်ကိုလည်း ဒီဘာသာရေးနဲ့ပတ်သက်တဲ့ဟာတွေကိုဟိုဒီသဘင်ကနေပြီးတော့ပြောပြနိုင်ရမယ်နောက်ပြီးတော့ရိုးရာတွေဟိုထိမ့်သိမ့်နိုင်ရမယ်ကျွန်တော်တို့တိုင်နိုင်နိုင်ငံရဲ့ image ပေါ့နော်နိုင်ငံရဲ့ image ကိုကျွန်တော်တို့တကယ်ကိုထိမ့်သိမ့်နိုင်ရမယ်ပေါ့နော်အဲအဲ့အရာမှလည်းကျွန်တော်တို့စပ်ပွဲဇက်သပင်ဆိုတာဖြစ်မယ်ပေါ့ပေါ့နော်အဲ့တော့ဒီအဲ့လိုမှမဟုတ်ဘဲနဲ့အာပရိသတ်ကလည်းအောက်ကနေ original order ဟိုတောက်စားမှုရေးပြီးတော့ original order ဘွားလည်းသူတို့တွေပြေးလဲအောင်ဟိုဟိုသူတို့အတွက်ပဲလုံနေမယ်ဆိုရင်ကျွန်တော်တို့ဇက်သမင်ကကျွန်တော်အမှုပညာအမှုပညာလည်းပျောက်သွားပါမယ်အအမှုပညာအပြင်ကိုကျွန်တော်တို့ထိမ့်သိမ့်တင်တာတွေထိမ့်ရမယ်ပေါ့နော်ထိမ့်တင်တာတွေထိမ့်ရမယ်ဟိုဟာဒီပေါ့ဟိုတာဝန်ဒီပေါ့နော်ဒါတွေလည်းပျောက်ဆုံးသွားပါမယ်အမွေနှစ်တွေပျောက်ဆုံးသွားပါလိမ့်မယ်ပေါ့နော်အဲ့တော့ဇက်သမင်လှုပ်တဲ့ဇက်ပွဲဇက်ပွဲတိုင်းမှာတာဝန်ရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ် ဝေမျက်နှာတစ်ခုတည်းမကြည့်ဘဲနဲ့ကျွန်တော်တို့နိုင်ငံရဲ့ image ကိုနိုင်ငံရဲ့အမှုပညာ image ကိုလည်းချိပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပရိသတ်ကတော့တပင်ကိုချိပေးတဲ့ပရိသတ်ကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဇက်တပင်တစ်ဖွဲ့မှာလူ60လောက်ရှိပါတယ်ဒီကျွန်တော်တို့အဆိုင်မှုဇက်တပင်ကိုလာချိပေးခြင်းအဖြစ်ဘ ഹു တုတ္တတွေလည်းရပါတယ်ဟာလာအမှုပညာတွေလည်းဝိုင်းပြီးတော့ထိမ့်သိမ့်ပေးရရောက်ပါတယ်အဲ့တော့အဲ့ဇက်ဇက်ပညာနဲ့ အလုတ်လုတ်ကင်စားတောင်းနေကြတဲ့ဒီစသမားတွေအတွက်လည်းအဲစာဝတ်နေရေးပြည်လဲပါတယ်ပေါ့နော်အဲ့တော့ပွဲကြည့်ခြင်းအဖြစ်လဲကုသိုလ်ရတယ်လို့ဘုဒ္ဓတရားလည်းရတယ်လို့အဲခုနပြောအမှုပညာကိုထိန်းသိမ်းရလဲရောက်ပါတယ်လို့ပြောခြင်းပါတယ်ဂျေဇူးလည်းတင်ပါတယ်လို့